ကျမတော်မူကြပါစားခင်ဗျာ2025ခုနှစ်ဧပြီလ23ရက်နေ့ရက်နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါရမယ်ကျွန်တော်ဝင်းရမပါပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့လာရှုံမြို့ကိုတရုတ်ရဲ့ဂျာဝန်ဆွတ်ဖက်မှုနဲ့စစ်ရှုံးကောင်စီတပ်တွေအလုံးအရင်းနဲ့ပြန်လည်ဝင်ရောက်လာပြီးမြမအရေးမှာဆွတ်ဖက်မှုမရှိဘူးလို့တရုတ်အစိုးရကပြောင်းညင်းဆိုလိုက်ပါတယ်ဒါကတော့မနေ့ကသတင်းမှာ MNDA ကိုကန့်က တိမ့်မိုက်ထားတဲ့လာရှုပ်ကိုတရုတ်ရဲ့ဂျောင်းဝင်အချက်ကင်မှုနဲ့စစ်ရုံးကောင်စီတပ်တွေပြန်လည်ဝင်ရောက်ခွင့်ရရှိခြင်းမြမကြီးမှာတရုတ်အနေနဲ့ဂျောင်းဝင်ဆွတ်ဖက်မှုမရှိကြောင်းတရုတ်ဆိုရနိုင်ငံရေးဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောင်းညင်းဆန်ပြောဆိုလိုက်တာဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့မနေ့တုန်းကတွေ့ရတဲ့သတင်းတစ်ပုဒ်ပါဒီကနေ့မှထပ်တွေ့ရတဲ့တရုတ်နဲ့ပတ်သက်တဲ့သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့ပြောပြပါမယ် MNDA ကလာရှုမျိုးပေါ်ဧရိယာကို စစ်ရှုံးကောင်စီထံကိုပြန်ပေးဖို့နဲ့အပြစ်ရထားဖို့တရုတ်ကဂျားဝင်တပ်တွေအဖြစ်နဲ့ပါဝင်ဆောင်ရွက်တယ်လို့တရုတ်အစိုးရကထပ်ပြီးတော့ပြောလာပြန်ပါတယ်။ကိုကန် MNDA ကသိမ့်ပိုက်ထားတဲ့လာရှိုမြို့ပေါ်အေရိယာတွေကိုအကြမ်းဖက်စစ်ရှုံးကောင်စီထံကိုပြန်ပေးဖို့နဲ့အပြစ်ရထားဖို့တရုတ်ကဂျားဝင်တပ်တွေအဖြစ်နဲ့ပါဝင်ဆောင်ရွက်လျက်ရှိကြောင်းတရုတ်နိုင်ငံရဲ့ဝန်ကြီးဌာနပြောရေးဆိုခွင့်ရှိသူကပြောဆိုလိုက်တာပါ။မနေ့ကပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာလာရှိုကိစ္စနဲ့ပတ်သက်ပြီးတရုတ်နိုင်ငံရဲ့ပြောရေးဆိုခွင့်ရှိသူက အခုလိုပြောဆိုလိုက်တာလည်းဖြစ်ပါတယ်။တရုတ်နိုင်ငံအနေနဲ့လာရှိုးမြို့ကိုအပြစ်ကရက်ဆက်မှုစောင့်ကြည့်ရေးအဖွဲ့တစ်ခုကိုဆစ်လွတ်လိုက်ပြီးစစ်တပ်နဲ့ MNDA တို့အကြားမှာအပြစ်ကရက်ဆက်ထားမှုကိုစောင့်ကြည့်ဖို့လာရှိုးမြို့ပေါ်ဧရိယာကို MNDA ကစစ်ရှုံးကောင်စီထံကိုချုံးမေ့စွာလွှဲပြောင်းပေးရေးအတွက်တပ်တင်ခံဖြစ်နေစောင့်ကြည့်လျက်ရှိတယ်လို့ထုတ်ဖော်ပြောဆိုထားတာပါ။ဒီနိုင်ငံအနေနဲ့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနဲ့နေမြေတီတန့်ခိုင်မြဲရေးကိုအလေးထားလေးစားကြောင်းမြန်မာနိုင်ငံဆိုင်ရာ ဆက်ဆက်အဖွဲ့အစည်းတွေရဲ့စံနှုန်းနဲ့တောင်းဆိုချက်အရမြန်မာနိုင်ငံမြောက်ပိုင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြန်မာနိုင်ငံကနေမြင့်တင်ဖော်ဆောင်ဖို့တရုတ်ကတက်ကြွစွာပံ့ပိုးကူညီလျက်ရှိကြောင်းဒီပြောရေးဆိုခွင့်ရှိသူဆိုသူကပြောပါတယ်အကူမင်းငြိမ်းချမ်းရေးအတွက်ဆိုမွေးအဲ့ဒီဆွေးနွေးပွဲမှာမြန်မာဆိုရနဲ့ MNDA တို့ရဲ့သဘောတူညီချက်တွေကိုအကောင့်တွေပေါ်နိုင်ဖို့တက်တည်ဖြစ်နေဒီတရုတ်ကဆောင်ရွက်လျက်ရှိကြောင်းတက်ဆိုင်တဲ့နှုတ်နှစ်ဖက်ကမြန်မာနိုင်ငံမြောက်ပိုင်းဒေသငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေးထိန်းသိမ်းရမှာ တရုတ်နိုင်ငံရဲ့ပြည်သူ့ဘောဆောင်တဲ့အခန့်ကဏ္ဍကိုချီးကျူးကျေးဇူးတင်ကြကြောင်းပြောဆိုတယ်လို့လည်းသိရပါတယ်။တရုတ်နိုင်ငံအနေနဲ့နောက်တဆင့်အဖြစ်နဲ့ကုမင်းငင်းရည်အတွက်ဆောင်ဆွေးနွေးပွဲလုပ်ငန်းစဉ်တိုးတက်အောင်ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပြီးမြန်မာနိုင်ငံမြောက်ပိုင်းဒေသစစ်ပွဲတွေရပ်တန့်ဖို့အတွက်ဆွေးနွေးပွဲတွေကိုလှုပ်ဆောင်သွားမှာဖြစ်ကြောင်းတရုတ်မြန်မာနယ်စပ်ငင်းညံရည်နဲ့တင်ငင်ရည်ကိုပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းသူကပြောဆိုထားတာဖြစ်ပါလိမ့်ခင်ဗျာ။အဲ့တော့ဒါကတော့ ဂျမစစ်ရှုံးကောင်စီကပထွေးခေါ်ခေါ်ပြီးတော့သွားအားကိုတဲ့တရုတ်ရဲ့ပါဝင်မှုတွေပါအဲဒီပါဝင်မှုတွေနောက်ွယ်မှာဘယ်လိုမျိုးသဘောတူညီချက်တွေဘယ်လိုမျိုးအကျိုးစီးပွားတွေပါမလဲဆိုတာတော့ကျွန်တော်တို့ခမ်းမန်းကြည့်ုံနဲ့သိတာနိုင်ပါတယ်ဘယ်လိုနိုင်ငံဘယ်လိုဒေသမျိုးမှာမဆိုကိုကျိုးစီးပွားကိုအတွက်အကျိုးဖြစ်ထွန်းမှုမရှိရင်လက်ပါလေးဝင်ပါလေးမရှိတဲ့တရုတ်အားအခုဆိုရင်လေဒီမာလာအုပ်စုနဲ့ဘယ်လိုမျိုး စီမံကိန်းတွေဘယ်လိုမျိုးအကျိုးမြတ်စီးပွားရေးလုပ်ငန်းစုံတွေကိုတရုတ်ထံကိုအပ်ထားပြီလဲဆိုတာကျွန်တော်တို့တကယ်ကိုဟိုစိတ်မကောင်းစရာတွေ့ရတယ်အဲ့တော့လာရှိုးမျိုးလာရှိုးမျိုးဆိုရင်လည်းတချို့ကတော့ရေးကြတယ်ဩပြည်သူတွေအခုလိုမျိုးပြန်နေထိုင်နိုင်ကြရတာအနည်းနည်းလာလာကစုဆောင်းပြီးတော့ဆောက်လုပ်ထားတယ်သူတို့အိမ်လေးတွေတိုက်ပွဲမဖြစ်တော့မပြတ်မစီနဲ့ပြန်ဝင်နေနိုင်တာဒါဝမ်းသာတရားကောင်းတယ်ဆိုပြီးတော့တချို့ကလည်းဒီစစ်ကောင်စီဘက်တော်သားအဲဘုမအောက်ဆွဲတွေကရေးကြတယ် ါပေမဲ့အချမ်းမဆက်ရှုံးကောင်စီအုတ်ချုပ်တဲ့အချမ်းမဆက်ရှုံးကောင်စီရဲ့လက်အောက်မှာဒီဖက်စစ်စစ်သားတွေနဲ့အတူတူကရှင်တွဲပြီးတော့နေထိုင်ရတဲ့ပြည်သူတွေရဲ့ဘဝကဘယ်ဒီတမှများအေးအေးချမ်းချမ်းရှိနိုင်ခဲ့လို့လဲအဲ့တော့အခု2021ကာလအာဏာသိမ်းပြီးနောက်ပိုင်းမှာဆိုပိုဆိုးတယ်မထင်မထင်သလိုပြည်သူကိုပြစ်ခတ်နှိပ်စက်တက်ဖြတ်တယ်ဒီလိုလူမျိုးတွေရဲ့ဒီလိုအုပ်စိုးသူတွေရဲ့လက်အောက်မှာ ငင်းချမ်းနိုင်တယ်အေးအေးချမ်းချမ်းနေနိုင်တယ်ဆိုတာလုံးဝမဖြစ်နိုင်တဲ့အနေအထားပါခုလိုမျိုးဆက်ရှုံးပေါ်စစ်တပ်အားစစ်သားတပ်တွေလုံနေတဲ့အချိန်အနေနဲ့ရဲမှာတော့မပေါ်တာဆွဲဖမ်းဆီးနေတဲ့အချိန်မျိုးမှာဘယ်ပြည်သူကဘယ်လိုမျိုးလုံခြုံမှုစိတ်လုံခြုံမှုကိုယ်ခန္ဓာလုံခြုံမှုနဲ့နေနိုင်မလဲဆိုတာတည်တင်တယ်ညံပြေးတင်တယ်လုံနေတဲ့ဘောမာတွေလည်းတည်တင်တယ်ဆိုတဲ့အကြောင်းပြောပြစီအဲ့တော့ကျွန်တော်တို့နောက်ထပ်သတင်းတစ်ပုဒ်ကိုဆက်ပြီးတော့တွားရအောင်ပါခင်ဗျာ နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဒီမြောက်ရီကတယင်မူဒုဗိုလ်မူကြီးတက်နိုင်သေးခေါ် highlight သေးကတိုက်ပွဲမှာရရှိတဲ့ဒဏ်ရာနဲ့သေဆုံးပေမဲ့မိသားစုကယောဂါနဲ့သေဆုံးတယ်ဆိုပြီးတော့သတင်းဖြန့်ထားတာတွေ့ရပါတယ်။ရကင်းပြည်နယ်မြောက်ရီခရိုင်မှာတာဝန်ကျနေတဲ့ဒုဗိုလ်မူကြီးတက်နိုင်သေးခေါ် highlight သေးတိုက်ပွဲမှာရရှိတဲ့ဒဏ်ရာနဲ့သေဆုံးခဲ့ပေမဲ့မိသားစုကတော့ယောဂါနဲ့သေဆုံးတာလို့သတင်းဖြန့်လျက်ရှိကြောင်းမိတ်ဆွေဖြစ်သူတို့ချို့ကပြောဆိုကြပါတယ်။ အသက်42နှစ်ရွယ်ဒုဗိုလ်မှူးကြီးတတ်နိုင်ထေခေါ်ဟိုင်းလက်ထေဟာစစ်တပ်ကတော့ပတ်စဉ်45ကျောင်းစင်ဖြစ်ပြီးရန်ကုန်တိုင်းမြောက်ကလာပါမြို့နယ်နှစ်ရက်ကွတ်သူ့မာလာငါးလမ်းမှာနေထိုင်သူဖြစ်ကြောင်းမြောက်ရီမှာတာဝန်ကျတဲ့အချိန်တိုက်ပွဲတွေမှာဒဏ်ရာရရှိပြီးဧပြီလ4ရက်နေ့မှာရန်ကုန်ကိုရောက်ရှိခဲ့တဲ့အဲ့ဒီနောက်မှာတော့မင်္ဂလာတုံဂရင်တထောင်ဆေးရုံမှာ စစ်ဆေးရုံမှာတက်ရောက်ကူတာမှုခံယူခဲ့တယ်လို့သိရပါတယ်73ရက်ကြာဧပြီလ18ရက်နေ့မှာတော့တည်ဆုံးခဲ့ပြီးဧပြီ19ရက်နေ့မှာတကြိုခဲ့ကြောင်း တည်ဆုံးမှုမှာတိုက်ပွဲတိုင်ဟာကြောင့်တည်ဆုံးခဲ့ပြီးမြေမိသားစုကတော့ယောဂာနဲ့တည်ဆုံးတယ်လို့ပြောဆိုလျက်ရှိနေပါတယ်။သူကမိသားစုဘက်ကတော့ပြောတာကမုန်းချိုအိတ်ရောင်ပြီးဆုံးနေပေါ့။ဒါပေမဲ့တက်တိုင်ဝိုင်းဘက်ကထွက်လာတာကတိုက်ပွဲမှာတိုင်ဟရပြီးသေးတာ။တေတော့သူ့အခေါင်းကိုမဘာသာဘုံကြီးတွေအခေါင်းတည်ကြတယ်လို့မိတ်ဆွေတွေကရှင်းပြပါတယ်။ဟောတည်ဆုံးသွားတဲ့ဒီပုံမူကြီးတက်နိုင်ထီခေါ်ဟိုင်းလက်ထီကဒေါဆန်းစုကြည်နဲ့ NLD ကိုမုန်းတီးတဲ့သူဖြစ်ပြီး NLD စန့်ကြီးရဲ့ဒေါဆန်းစုကြည်ကြောင့်တိုင်းပြည်ပျက်စီးတယ်လို့ အမြဲလိုလူ ပြောဆိုရတဲ့သူဖြစ်တယ်လို့သိရပါတယ်အခုတော့လေကိစ္စချောသွားပါပြီအဲ့တော့အတုပါရှိရက်လေဆွန့်တွတ်တရားနာဖိတ်ကြလွာအဲ့မှာကွင်လွန်သူတဲ့ဖရားတိန်ချောင်းယဟန်လန်းဒါရဂါကြီးအမလီ ပြည်သူရှိရာခိုးထားတဲ့ပတ်စံနေနဲ့ဖရားတိန်ချောင်းယဟန်လန်းဒါရဂါကြီးတောင်လုံနေသေးတယ်အဲ့တော့မင်းတို့တွေဖရားတိန်ချောင်းယဟန်လန်းဒါရဂါကြီးနဲ့ နတ်ပြည်ကိုတက်ရမှာတော့မဟုတ်ဘူးအဲ့တော့ဘီသူကိုအမျိုးမျိုးနှင်းစဲနှိပ်ဆက်ဖမ်းဆီးတက်ဖြတ်ပြီးတော့ဘီသူကိုစိတ်တော့ကကိုယ်ခရဒုက္ခတွေမျိုးစုံပေးတဲ့ကောင်လေးတေဂါမဆာရွက်မှာဖျားတင်ကြောင်းရဟန်းလန်တာရကဆိုတဲ့ဟာမျိုးတက်ယုံနေတော့မင်းတို့နတ်ပြည်ကိုရောက်နိုင်မှာမဟုတ်ဘူးမင်းတို့ရဲ့ဝေကျွေးတွေကိုမင်းတို့ကျူးလွန်ထားတဲ့ပြစ်မှုတွေကိုနောက်တန်တန်ဆက်ဆက်မှာလေခံမေုံတော့ဒုဗိုလ်မှုကြီးတက်နိုင်သေးခေါ်ကိုဟိုင်းလက်သေးဒါတော့ကျွန်တော်တို့ သတင်းကောင်းတစ်ပုဒ်လို့ပြောရမှာပေါ့ခင်ဗျာအဲ့တော့နောက်ထပ်သတင်းကိုဆက်ပြီးတော့ပြောပြချင်ပါတယ်နေပြီးတော့မြို့အစ်စ်ပြန်တိဆောက်ရေးနဲ့ဟောင်းနေပြန်လည်ပြုတ်ရင်ရေမင်းအောင်နိုင်ကမောင်မောင်အေးကိုတာဝန်ပေးလိုက်တယ်လို့သိရပါတယ်ဒါပေမဲ့ဆောက်လုပ်ရေးတင်တာနဲ့ဘီလက်မြေတန်ချောင်းနေအခုမဲ့တွင်းတွင်ရာရေးလုပ်ငန်းရှင်တွေကဗိုလ်ချုပ်ကြီးတွေထံကိုချောင်းပေါက်မတက်သွားနေပေမဲ့မင်းအောင်နိုင်ရဲ့သားကိုကြော်ဖို့မလွယ်ဘူးလို့သုံးသပ်ကြပါတယ်အဲ့တော့သခိုင်းကလေးကြီးကြောင့်ပျက်စီးသွားတဲ့နေပြည်တော်မြို့ အစ်စ်ပြန်လဲတိဆောက်ဖို့နဲ့အဟောင်းနေပြန်လဲပြုပြင်ရေးဒီဆက်ရှုံးကောင်စီရဲ့ခေါင်းဆောင်မင်းအောင်နိုင်ကကာကွယ်ရေးဝန်ကြီးဒီဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတာဝန်ပေးထားတယ်လို့နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်တွေကပြောပါတယ်မလ28ရက်နေ့လှုပ်ခတ်ခဲ့တဲ့သခိုင်းကလေးရင်းကြောင့်ဆိုရဌာနရုံးနေပျက်စီးခဲ့တယ်အဲ့တော့နေပြည်တော်ကိုမြို့တစ်ပြန်တိဆောက်ဖို့မြို့ကွက်ပြန်ချဖို့နဲ့အဟောင်းတွေကိုပြန်လဲပြုပြင်ဖို့အတွက်ကာကွယ်ရေးဝန်ကြီးဗိုလ်ချုပ်ကြီးမောင်မောင်အေးကိုတာဝန်ပေးအပ်ခဲ့ကြောင်းလက်ရှိမှာတော့ဗိုလ်ချုပ်ကြီးမောင်မောင်အေးနေပြည်တော်ကို ပြန်လည်တိဆောက်ရေးအဖွဲ့ရဲ့ဥက္ကဋ္ဌဖြစ်နေတာဝန်ထမ်းဆောင်နေတယ်လို့သိရပါတယ်။ဗိုလ်ချုပ်ကြီးမောင်မောင်ကြီးကနေပြီးတော့ပြန်လည်တိဆောက်ရေးအဖွဲ့ဥက္ကဋ္ဌဖြစ်ခန့်အပ်ထားတာရှိတယ်။အသစ်တွေကိုနေရာရွှေ့ဆောင်မယ်အဟောင်းတွေမှာတုံးလို့ရတာတွေကိုပြုပြင်တိဆောက်ရမယ်။အခြားဝင်ကြီးနဲ့ဗိုလ်ချုပ်တွေလည်းအဖွဲ့ဝင်ဖြစ်ပါထားပါတယ်လို့ဒီနေပြီးတော့မှရှိတဲ့စစ်ဘက်သတင်းရင်းမြစ်တွေကပြောကြတယ်။အဲ့တော့ဝင်ကြီးဌာနတွေတော်တော်များများပြန်တိဆောက်မှာဖြစ်လို့လုပ်ငန်းရှင်တွေကဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပေါ့နော်လုပ်ငန်းရှင်တွေကတော်တော်များများကနေပြီးတော့ကိုချောင်းပေါက်မတက် တွာလာနေကြတယ်။ twin ကုန်ဖြစ်တဲ့ဘီလက်မြေတန်တင် twin ကွင်းတွေလည်းအခွန်မလိုပဲ twin ကွင်းချထားပေးဖို့ရှိတယ်။တင်တာရယ်လို့မခေါ်တော့ဘူး။နီးစက်ရည်ချထားပေးဖို့ရှိနေတယ်။ဒါပေမဲ့ဒီမာလာတက်ချုပ်ရဲ့သားအောင်ပြည့်စုံကုမ္ပဏီကတော့အများဆုံးရမှာဖြစ်လို့သူ့ကိုတော့ကြော်ဖို့မလွယ်ပါဘူးဆိုပြီးစစ်ဘက်သတင်းရင်းမြစ်တွေကသုံးသပ်ပြောဆိုကြပါတယ်ခင်ဗျာအနောက်ထပ်တိုက်ပွဲသတင်းအကြောင်းအရာတစ်ခုကိုဆက်ပြီးပြောပြကြပါမယ် ရွှေကျင်မြို့နယ်ညောင်ခြေတော့ကျေးပါနီခမရ998တရင်မှာရှိတဲ့စစ်ရှုံးကောင်စီရဲ့တပ်သားတွေကိုဝင်ရောက်တိုက်ခိုက်မှုမှာစစ်ရှုံးကောင်စီတပ်ဘက်ကနှစ်ဦးသေဆုံးသွားတယ်လို့သိရပါတယ်။ဘကုတန်းရွှေကျင်မြို့နယ်ညောင်ခြေတော့ကျေးပါနီခမရ998တရင်မှာရှိတဲ့အကြမ်းမဲ့စစ်ရှုံးကောင်စီတပ်သားတွေကိုဝင်ရောက်တိုက်ခိုက်ရမှာစစ်ရှုံးကောင်စီတပ်ဘက်ကစစ်သားနှစ်ဦးသေဆုံးကြောင်းတောင်ညိုတရင်ဒီ P2906 ကတာဝန်ရှိသူကပြောပြပါတယ်။ဧပြီ22ရက်နေ့မှာရွှေကျင်မြို့နယ်ညောင်ခြေတော့ကျေးပါနီ ခမရ၅ခု၈တရင်မှာရှိတဲ့အကြမ်းဖက်ဆက်ရှုံးကောင်စီတပ်သားတွေကိုတောင်ညူတက်ရင်နဲ့ပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းမှာကြမ်းဖက်ဆက်ရှုံးကောင်စီတပ်သား၂ဦးသေဆုံးပြီးတော်လိုင်းရဲဘော်တွေကတော့အထိခိုက်မရှိနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြပါတယ်။တောင်ညူတက်ရင်နဲ့ပူးပေါင်းဖွဲ့တွေကညောင်ချောက်ကျေးရွာနီးမှာရှိတဲ့ရန်သူခမရ၅ခု၈ကအကြမ်းဖက်စစ်သားတွေကိုဒီချောင်းမြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ရန်သူဘက်ကစစ်ခွေးနှကောင်သေဆုံးတဲ့ကျွန်တော်ဘက်ကအထိခိုက်မရှိဆုတ်ခွာလာနိုင်တယ်လို့ တောင်ကျိုတက်ရင်တာဝန်ရှိသူကတိုက်ပွဲဖြစ်စဉ်ကိုပြောဆိုရှင်းပြပါပါခင်ဗျာအဲ့တော့လာပါပြီနောက်ထပ်သတင်းတစ်ပုဒ်ကမြမငလျင်ဘေးအတွက်ဂျာမနီကဒေါ်လာ2သန်းခွဲထပ်မံပြီးတော့ကူညီလိုက်ပြီလို့သိရပါတယ်မြမငလျင်ဘေးအတွက်လူသားချင်းစာနာမှုဆိုင်ရာကူညီဖြစ်နေ American Dollar 1.5သန်းထပ်မံပေးရမယ်လို့မြမနိုင်ငံဂျာမနီအတန်ယုံကထုတ်ပြန်လာပါတယ်အဲ့ဒီဒေါ်လာ1သန်းကိုမြမနိုင်ငံဆိုင်ရာလူသားချင်းစာနာထောက်ထားမှုရန်ပုံငွေ MAF ကိုပေးရမှာဖြစ်ပြီး channel 3.5တန်းကိုပြည်တွင်းနဲ့နိုင်ငံတကာအစိုးရမဟုတ်တဲ့မိဖက်ဖွဲ့စည်းတွေကတဆင့်ပေးရမယ်လို့ဆိုပါတယ်။ဂျာမနီနိုင်ငံဟာ2025ခုနှစ်မှာမြန်မာနိုင်ငံအတွက်ကနဦးအကူအညီ American Dollar 10တန်းပေးရခဲ့ပါတယ်။အဲ့ဒီထဲက9.5တန်းကို MAF ကိုတိုက်ရိုက်ပေးရထားပြီးကမ္ဘာကုလသမဂ္ဂအရေးပေါ်တုံ့ပြန်ရေးရန်နေရာ UN Central Emergency Relief Fund CERF ကိုလည်းပေးရထားတာဖြစ်တယ်လို့ဆိုပါတယ်။ဂျာမနီနိုင်ငံနေနဲ့ငလျင်အပြီး မြန်မာနိုင်ငံအတွက်လူသားချင်းစာနာထောက်ထားရေးကိုကာလရှိကြဆက်လက်ကူညီသွားမယ်လို့လည်းထုတ်ပြန်ကြမှာပြောဆိုရေးသားထားပါတယ်ခင်ဗျာအဲ့တော့ကျွန်တော်တို့ငလျင်ဘေးတံအတွက်နိုင်ငံသီးသီးကအင်ဒီချင်းနိုင်ငံတွေရဝေးကနိုင်ငံတွေကကူညီကြတယ်ဒါပေမဲ့စစ်ကြောကောင်စီလက်ထက်ကိုအပ်လိုက်တဲ့အခါမှာအကူအညီတွေကပြည်သူလူထုတကယ်ဒုက္ခခံစားရသူတွေရဲ့လက်ထက်ကိုရောက်ရှိလားမရောက်ရှိဘူးလားဆိုတာတော့ အဲ့မှာကာတွန်းလေးတစ်ပုဒ်ရှိတယ်ဒီကာတွန်းလေးကျွန်တော်ဒါသဘောကျတယ် KSTS ဆွဲထားတဲ့ကာကာတွန်းလေးအဲ့တော့မင်းအွန်လိုင်းကနေတစင်းနဲ့ငါတို့ပြီးတဲ့ငလင်အထောက်ပံ့တွေကိုရကြရည်လားတဲ့အဲ့မှာကဘာကဘာဒီနိုင်ငံတည်တည်ကမီဒီယာတွေကဘာကူညီတဲ့သူတွေကမေးကြတယ်ပေါ့နော်ဒီဘက်ဘယ်ဘက်ခြမ်းမှာရှိတယ်မင်းအွန်လိုင်းကတစင်းငါတို့ပြီးတဲ့ငလင်ပြီးအထောက်ပံ့တွေကိုရကြရည်လားပြန်ဖြေတယ်အဲ့မှာခေါင်းမှာဟိုအုံနောက်တော့တစ်ချမ်းထွက်နေပြီဒံယာတွေနဲ့ကလင်းငယ်လေးမှလည်းဒံယာတွေနဲ့အိမ်တွေလည်းနောက်မှမီးလောင်နေတယ် ရတာပေါ့ရှင်တဲ့ခေါင်းပေါ်တက်တယ်ပဲတဲ့အပေါ်မှာလေရင်နဲ့ဘုံသီးကျက်ချပါအဲ့တော့ဒီအကူညီတွေကဒီလူသားချင်းစာနာထောက်ထားမှုပြည်သူတွေအတွက်ငလျင်ဘေးတင့်ပြည်သူတွေအတွက်ကူညီတဲ့ကူညီတွေကမအားလက်လက်ထက်ရတဆင့်စီးစင်းတဲ့အခါမှာပြည်သူကိုစာဝတ်နေရေးစာနာရေးခါဒုက္ခဒုက္ခတွေအားလုံးကိုကူညီဖို့အတွက်မဟုတ်ပဲပြည်သူကိုလေချောင်းနဲ့ဘုံကျဲတဲ့ဘုံသီးတွေဖြစ်နေတဲ့တဲ့ကြောက်ရောက်ခဲ့ရတယ်ဒီရက်တွေအတွင်းမှာရာကရန်ဒီပါအစုလိုက်ပြုံလိုက်လေရင်နဲ့လက်နက်ကြီးနဲ့ဒီ ဆက်တက်လေထီးတွေနဲ့ပြစ်ခတ်တက်ပြတ်တာကိုပြည်သူတွေအလူလဲခံရတယ်။အဲအရာတွေကနိုင်ငံတကာကပေးတဲ့အကူအညီတွေကနေတဆင့်ပြည်သူတွေခေါင်းပေါ်ဘူး။ဘုံသီးတွေဖြစ်နေကြားရောက်သွားလေသလားဆိုတာမျိုးတော့ကျွန်တော်တို့စဉ်းစားဖို့တင့်ပါတယ်။ဒီကတ်တုန်းလေးကတော့တကယ်သဘောကျတဲ့ကတ်တုန်းလေးပါ။ KST Studio ကနေရေးဆွဲထားတဲ့ကတ်တုန်းပါ။အဲ့တော့ဒီနေ့ရဲ့နောက်ဆုံးသတင်းတစ်ပုဒ်ပါ။အဲ့တော့မနေ့ကတော့ရမဆစ်ရှုံးကောင်စီကတပတ်တာကာလအပြစ်ရက်တက်တန်းတိုးတယ်ဆိုပြီးတော့သူတို့အစည်းအဝေးမှာကြေညာတယ်မဟာလာတို့ကြေညာခဲ့တယ် အခုဒီနေ့မှာပဲအပြည့်ရတတန်းတိုးတဲ့နေ့မှာဆက်ရှင်ကောင်စီကမနေ့ကအပြည့်ရတတန်းတိုးတယ်ပေါ့နော်အပြည့်ရတတန်းတိုးတယ်မနေ့ကပဲဆက်ရှင်ကောင်စီက PNL ဌာနချုပ်နယ်မြေကိုလက်နက်ကြီးနဲ့၁၀ချိန်လောက်ပစ်ခတ်တယ်လို့သိရပါတယ်အာရသိစက်ကောင်စီကအပြည့်ရမယ်လို့ထပ်မံတတန်းတိုးကြေညာတဲ့နေ့မှာဌာနချုပ်နယ်မြေကိုလက်နက်ကြီးနဲ့၁၀ချိန်လောက်ပစ်ခတ်ခဲ့ကြောင်းပိုးမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရန်ကပြောဆိုပါတယ်အဲ့တော့ဆက်ရှင်ကောင်စီကဧပြီ၂ရက်ကနေ၂၂ရက်နေ့ထိအပြည့်ရသိမ်းမယ်လို့ကြေညာထားတဲ့အပြင် ဧပြီ23ရက်ကနေ30ရက်အထိအပြည့်ရမယ်လို့ထပ်မံတက်တန်းတို့ကြောင့်မနေ့ကကြေညာခဲ့တယ်။ဒါပေမဲ့အဲ့လိုကြေညာတဲ့နေ့ဧပြီ22ရက်နေ့မှာပဲပအုပ်မျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNL PNL ဌာနချုပ်နေမျိုးကိုလက်နက်ကြီးနဲ့စေချိန်လောက်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။စစ်ရုံးကောင်စီကသူတို့အပြစ်ခတ်ရက်ဆက်ထားတယ်ဆိုတဲ့ကြေညာထားတဲ့နောက်ဆုံးရက်ပြီးတော့လာကုန်ထီသူတို့ထပ်ပြီးတော့တက်တန်းတို့ရဲ့ရက်အဲ့ဒီရက်မှာပဲသူတို့ကကျွန်တော်တို့ဌာနချုပ် area မှာရှိတဲ့ကြေးရွာတွေကို81မမတွေပြီးတော့ဟာဝေသာလက်နက်ကြီးတွေတုံးပြီးတော့ပြစ်ခတ်တိုက်ခိုက်တယ် အနည်းဆုံး10ချိန်ပေါက်ကွဲတာလည်းရှိမယ်မပေါက်ကွဲတာလည်းရှိတယ်ပြည်သူလူထုရဲ့နေအိမ်ချို့ထိခိုက်တယ်လူထိခိုက်မှုတော့မရှိပါဘူးလို့ခရင်ယန်ကပြောဆိုလာဖြစ်ပါတယ်ခင်ဗျာဒါကတော့ဂျမ်ဘတ်စစ်ရှုံးကောင်စီရဲ့အပြောနဲ့အလုပ်တွဲပြီးတော့မြင်ရတဲ့အချိန်တွေပါအပြောမှာတော့မနေ့တုန်းကအပြည့်ရမယ်ဆိုပြီးတော့အတန်ကောင်းဟစ်တယ်နိုင်ငံတကာမှာအာစစ်ရှုံးကောင်စီကတော့အပြည့်ရထားပါတယ်ဆိုတဲ့ဟာမျိုးအဲ့လိုမျိုးအမြဲတမ်းလှုပ်လို့ရှိပါတယ်ဒါပေမဲ့အပြည့်ရမယ်အပြည့်ရမယ်ပြောတဲ့ ကာလတွေတိုင်းမှာကာလတွေတိုင်းမှာပြည်သူလူထုကိုယာကနန်းနဲ့ချီပြီးတော့အစုလိုက်အပြုံလိုက်ကိုရရဆက်ဆက်တတ်ဖြတ်တဲ့ဖက်စစ်စစ်တပ်ပါအဲ့တော့ဖက်စစ်စစ်တပ်အနေနဲ့ထင်တိုင်းကျင်းနေကြတယ်အခုလေရှိစုမဲစုတိုင်းပြည်မှာတင်ရဇာတအကျွင်းအကျန်ရှိစုမဲစုတွေနဲ့အခုနေပြီးတော့မှမြို့တစ်ပြန်တီးပြီးတော့စောက်ကြအောင်မယ်ဆိုပြီးတော့လှုပ်လာပြန်တယ်စောက်လို့ကြတဲ့အခါမှာလည်းအခု ဒီစစ်ဘုတ်ချုပ်ဒီစစ်ဘုတ်ချုပ်နဲ့အတိုင်းဝိုင်းနဲ့နှီးဆက်တဲ့အထူးသဖြင့်ဆိုရင်မလာရဲ့သားကုမ္ပဏီဒါတွေကစတဲ့တပိုးထပ်ပြီးတော့ချမ်းသာကြွယ်ဝသွားကြလေဦးမယ်မြို့တစ်ဆောင်မယ်အကွက်ရိုက်မယ်ပြန်လုံမယ်ဆိုပြီးတော့ဒါတွေကအကြောင်းပြရှေ့မှာမြန်မာပြန်ပြုံမယ်ဒါပေအဲဒီနောက်မှာတော့မင်းအောင်လိုင်းသားကုမ္ပဏီတို့တခြားစစ်ဘုတ်ချုပ်တွေနဲ့နှီးဆက်တဲ့ကုမ္ပဏီတို့ကတကယ်တန်းကြွယ်တန်းကြွယ်ထပ်ပြီးတော့အကျိုးမြတ်တွေနဲ့ဆက်သက်စားမကုန်အောင် ထပ်ပြီးတော့အကြောင်းမင်းမပြပြီးတော့ယူကြပါဦးမယ်ဒီတိုင်းလဲခိုးယူလူယူအတင်းအဓမ္မယူပေါ်တင်ဘျောင်းယူနေတယ်ဒီလိုမျိုးနာမည်ကောင်းလေးနဲ့စောက်လို့ရေးဆိုတဲ့ဟာတွေနဲ့အကြောင်းပြပြီးတော့မြို့တစ်တီမယ်ဆိုတာတွေနဲ့အကြောင်းပြပြီးဆက်ပြီးတော့ယူကြပါလေဦးမယ်ဒါကတော့အာနာရှင်ဖက်စစ်ဒီအမြင့်မပြတ်အဆုံးမတတ်မချင်းကျွန်တော်တို့ပြည်သူတွေအလူအလိမ့်နဲ့ခန်းဆန်းနေကြရအောင်မဲ့တက်ဆိုးရှည်ဝေဒနာကြီးပါဒီဝေဒနာကိုအမြန်ဆုံးအမြင့်ဖြတ်ဖို့ အမြင့်ပြတ်အောင်လှုပ်ဖို့ကတော့ကျွန်တော်တို့ပြည်သူတွေရဲ့လက်ထက်မှာပဲရှိပါတယ်ပြည်သူရဲ့အာပြည်သူစည်းလုံးညီညွတ်မှုနဲ့ဒလိုင်းတက်ဖွဲ့တွေရဲ့ပေါင်းစည်းမှုညီညွတ်မှုတွေနဲ့သာဒီအကြောင်းအရာတွေကိုဒီဒုက္ခဒုက္ခတွေကိုအမြန်ဆုံးရပ်တန့်နိုင်မှာဖြစ်ပါတယ်ဒါကြောင့်မလို့နိုင်ငံတော်မှာရှိကြတဲ့ပြည်သူအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာပြီးစစ်အာဏာရှင်စနစ်ဆိုးလက်အောက်ကနေအမြန်ဆုံးလွတ်မြောက်ကြပါစေကြောင်းကျွန်တော်ဝေယံကနေ ဆုမကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာထူးခြားတဲ့သတင်းအနေနဲ့အတူကျွန်တော်တို့ပြန်လည်ဆုံတွေ့ကြပါမယ်နေ့စဉ်နဲ့အမြလာရောက် ကြည့်ရှုနားဆင်ပေးကြတဲ့ပြည်သူအားလုံးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လေးနှိပ်ပြီးတော့အားပေးကြလို့ရပါတယ်ဒီလိုမျိုးနှိပ်ချင်အားဖြင့်ကျွန်တော်ကိုကုညီရာရောက်ပါတယ်အခုလိုမျိုးကြည့်ရှုနားဆင်ပေးတဲ့အတွက်လည်းတူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ